အားလုံးပဲမြင်္ဂလာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအထူးဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်းနဲ့1389လာမဲ့တကြံပေါ့နှစ်စံတရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလ2025နဲ့16ရက်လေးလ2026အတွင်းမှာခုနှစ်ရက်သားသမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘယ်သူကတော့စီးပွားရေးညံ့နေတယ်ဘယ်သူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက်ကျွန်တော်တို့ဗီဒင်ရ လမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတည်ထားစေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းနှင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတည်ထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့မှန်သာသလောက်ပြန်မရဘူးဆိုတာကိုတည်ထားရမယ်ထားပါတော့ဒီပစ္စည်းကိုငါတင်းတရာဘူးရင်းလိုက်တယ်အမြတ်နဲ့ပါနဲ့ငါတို့တင်းတရာ30ပြန်ရမယ်ကိုယ့်ဘက်ကိုတွတ်ထားရတဲ့ဆိုပါတော့ ဒါပေမဲ့အဲ့လောက်ရရင်မှရမှာ။ဟာအမြဲ15သိန်းလောက်ပဲရရင်ရမှာ။ကိုကတော့တရားဝိုးချင်းနဲ့ငါ30လောက်အမြဲထွက်မယ်ထင်တယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်ကုတွေဒါမီတွေကကိုလှုပ်ချင်တဲ့အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တယ်အကောင့်ထဲပေါ်ချင်တယ်ဆိုတဲ့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ်ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတော့ဖြစ်ဖြစ်ရေးပြင်မှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ် အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုတခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်းတနိုင်လေးလှုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလည်းရက်လေးမှာတခုခုလှုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်စီးပွားရေးသမားတွေနောက်လုပ်ငန်းအသေးတစ်ခုကိုဆက်လက်ကြီးစမ်းပြီးလှုပ်ကြည့်ချင်တယ်ဆိုတဲ့အမေဆန်းခရမ်းပြိုးလုပ်မယ်စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ်အသေးအသေးတွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ ကိုယ့်အလုပ်ကိုတော့အတက်ချင်းချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အသက်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုယ်လုပ်တဲ့အလုပ်ကိုယ့်ပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေပြောင်းသုံးလိုက်တာခန်းစီလိုက်ကလေးတွေလဲလိုက်တာကိုယ်မှာထားရတဲ့ဇပွဲကလထိုင် ခုံပြီးတော့လုပ်ငန်းမှာထားရတဲ့အထားအသို့တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလုပ်ချင်းဖြစ်ကျွန်တော်တို့ အပြောင်းအလဲဖြစ်သွားတယ်ဟာဆိုင်ဒီဇိုင်းကအပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသက်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံးနော်အဲ့ရကင်းချက်နော်ဒါရီယာဆအချိန်ပို့ပြီးတော့အစ်အစ်ပုံစံဖြစ်လေလေကန်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲခုခုအစ်စ်မလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာလေးနည်းနည်းလေးချိန်ပြီးတော့မှလောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်နော် ဒီလိုမျိုးလုပ်ပေးနိုင်တယ်ဆိုတော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းတို့မှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ပြည့်တဲ့တင်းကလေးသားမိတွေနဲ့စီးပွားရေးကအရန်အရန်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးတင်းနယ်လာသားမိတွေတင်းလာသားမိတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်အလုံးအတွက်တည်ဆောက်ချင်တဲ့လုပ်ငန်းပိုင်းဆိုင်ရာဂိုရောင်တွေဆိုင်ငန်းကြီးတွေနော်အလုပ်ခန်းတွေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ် အလုံးလုံးဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေရနေတဆင့်ကန့်ကောက်မှုတွေရနေတယ်။ဒါကြောင့်ကိုကလည်းသူများဒီမှာငှားပြီးတော့ဖွင့်လာကြပြီးငှားတဲ့လူကလည်းကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီးရှိတဲ့ခြံကွက်လေးမှာပဲကျွန်တော်တို့ဆိုင်လေးစောက်လိုက်မယ်။ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်။နော်အလုံးနဲ့ပတ်သက်ပြီးနေရာအချတာဆိုင်ပုံစံစတင်တိဆောက်တာ နော်ကိုယ့်ရဲ့အိမ်ရှိလေးမှာပဲဆိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုပ်မယ် online မှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့ဆိုင်ငန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလုံးပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုပ်ချင်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်းတန်းဖြစ်မယ် ဂျာအခက်ခဲတွေအနောက်ရှက်တွေအတားအဆီးတွေတိတ်မရှိဘဲနဲ့အစဉ်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတခုတတိထားမှာအပျော်မတ်လွန်တဲ့တင်းလာသားသမီးတွေရှိတယ်ဆိုဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူးဘာဖြစ်လို့တော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့အာသွားမယ်ငါတို့ခီးသွားကြမယ်အာဘားသွားမယ်ဟိကလပ်သွားမယ်ဟိဟိုအဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ရင်ပါနေတာဖြစ်တယ်အေးဒီအလုပ်ကတော့နောက်နေ့မှလုပ်မယ်ဝါငါအပျော်နောက်လိုက်သွားအောင်မယ်နော် အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ရောက်လဲအလုပ်ကိုထင်သလောက်ရှေ့မရောက်ဘူးမထိခိုက်တာ၄ဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအဲအပျော်နောက်ကိုလိုက်ရကနေကိုယ့်ရဲ့ရီမှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တယ်တဲ့အဲ့တော့နံပါတ်၁အတင်းလာသားမိတယ်အပျော်ပါရှောင်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စရေချတဲ့အဆောက်အဦတွေစောက်ခြင်းပိုင်းတွေမှာကောင်းတယ်ရွယ်ချက်တွေဖျောက်တမ်းပြီးကိုလုပ်ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးလည်းကိုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းအားလာပြီးတော့အင်းက ။ငါသားမီဒီယာမနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းခြားကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်းဟိုနလန်ထခါသလူမမာတယောက်လိုပဲကန်ကြမာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီ။တန်ဆွမ်းလာပြီ။ဒါပေမဲ့အရန်ကြီးမဟုတ်ဘူး။ဖြည်း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 နဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်။အဲ့တော့အင်္ဂါသားမီဒီယာဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရရအနေထားမျိုးတွေ့ရတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီးမျှော်လင့်ချက်တွေအကောင့်ထဲပေါ်လာပြီး ကိုလှုပ်ချင်တဲ့ကိစ္စလေးတွေတဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေဝင်ငွေထွက်ငွေမျှတလာပြီးအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လကောင်းနော်လောက်ကနေအမြတ်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောင်းဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလုတ်ကန်နဲ့ပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာကခုနတင်းလာရင်လည်းဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့ဆိုင်လေးစောင့်မယ်ကိုအင်းစိဆိုင်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ ွားဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနယ်ဆက်တွေမှာသွားပြီးစိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်အကိုနေသားမြန်မာနိုင်ငံနိုင်ငံသားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံသားထွက်ချင်တယ်နိုင်ငံသားသွားချင်တယ်နိုင်ငံသားမှာသွားပြီးတော့ဆောင်ရရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ် အဲ့ဒါလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တိနေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ဗာအွန်လိုင်းဆိုတာချင်းကောင်းရင်လှမ်းမာတာမဟုတ်ဘူးလေဟုတ်အဝေးကြီးကလူကလှမ်းမာနော်နေရလှမ်းမာကြတယ်အခြားမျိုးနေရလှမ်းမာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ အင်္ဂါသားမီးတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လေဒီနှစ်မှာပိုပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမဲ့အတိုင်းမှာကပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီးဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရန်ကြီးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီးတရားရဂိုင်းလို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူး တော့မုတ်ဘူးသားမီးတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရွက်မှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်အဲ့တော့တတိလေးနဲ့ရှင်ပြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ဗုဒ္ဓဘူးသားမီးတွေကဒီနှစ်မှာရှိတာလေးတွေဆုံးရှုံးသွားနိုင်တယ်နော်အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလောက်ကမလဲပေါ့နော်ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြအဲ့တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူးသားမီးတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနည်းချက်အားတာချက်ဘာရှိလဲအားနည်းချက်ကတော့ဘယ်ဟာမှဘင်းအောင်ဖောင်ပြတ်မလုံလိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ် အဲ့ဒီအပိုင်းမှာအားနေပါတယ်။စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုဗုဒ္ဓဘာသာကနည်းနည်းလေးသူများတွေတက်ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်။သူများတွေနဲ့မတူဘဲနဲ့လွယ်လွင်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်။တော်ယုံဇွဲမရှိဘူးဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနှစ်ဗုဒ္ဓဘာသာတွေရောက်တာမျိုးတွေကအောင်မြင်ဖို့ခဲရင်ပါတယ်။ဇွဲရှိရမယ်။စိတ်ရှိရမယ်။နော်။တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်။အခက်အခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့ အတာပြီးမှအခက်ခဲတွေကြော်ယူမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေးလိမ့်မယ်။ဒါကြောင့်အရှိမအတာအစီတွေအထက်တက်ကြော်ထွားပြီးတော့မှဒါဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဗုဒ္ဓဘာသာမိတွေကပြ။ဒါရေးသားမိတွေအဓိကတစ်ချက်ကယင်းနှမြုံနံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုဂျာရီသားမိတွေကပေးတယ်။နော်။အဲ့တော့မယင်းသိတဲ့နေရာမှာတွားယင်းမိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ကြီးတွေစဉ်းစားပြီးမှလာယင်းနှမြုံနံပါ နော်အော်ဘဲဟောင်ရင်းပါလေအထယ်တွေဝဲလောင်ပါလားစပားတွေဝဲလောင်ပါလားပဲတွေဝဲလောင်ပါလားရွှေဝဲစုပါလားနိုင်ငံညောင်းငွေတွေကင်နာပါလားနော်အော်ဘဲအလုံးမှာသွားပြီသူများမှာရှယ်ယာသွားထည့်ပါလေဘာပဲဖြစ်ဖြစ်ရင်းနှီးမုံမြုံနံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှတ်မအောင်ကျွန်တော်တို့ကဗတ်စုံတောက်စုံကြည့်ပြီးမှလုပ်ဖို့လိုတယ်တန်းနိုင်ရင်တော့ရင်းနှီးထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုကိုတိုင်းပါဝင်ပတ်သက်ပြီးတော့ ကိုယ့်အလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းနာမျိုးဆိုရင်ပြဿနာမရှိပေမဲ့တနေရာရမှာရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်ထားပါကိုရောင်းလုံသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေကကိုရောင်းလုံးသွားထက်လှောင်လိုက်မယ်ဆိုရင်ဒီနှစ်မှာတိတ်ကြောက်ရတယ်အဲ့လိုမျိုးတွေအားစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ် စ조사ခြင်းသေးရှိတယ်လှုပ်လို့ခြင်းရှိတယ်စီးပွားရေးမှာဖြောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီး조사အများအားထင်တယ်เนาะအရင်တည်းကတော်တော်လက်လက်ထက်ထက်မြက်မြက်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အသက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပုံမှုအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကပဲ ဒီနှစ်ပိုင်းမှာဂျာရီသားမီးတို့အောင်မြင်မှုလမ်းကြောင်းပေါ်တင်ပြီးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကဒီနေ့မှာလေးနေတယ်လို့ပြင်းနေတယ်လို့နော်ထားမလို့ချင်တယ်လို့ငါပြင်းနေတာမွဲမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လေးကကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်กว่าသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးပိုင်းမှာဂျာရီသားမီးကဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲယင်းဒီလာယင်းဒီမြုံလာလိုက်တာမျိုးကလွဲရင်အချို့နိုင်ငံသားရောက်နေတယ် တော့ငါတဲမှာပတ်စံတော့တင်းကားလောက်ရှိတယ်။တကယ်ကြီးကဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းကဟုတ်3900ပေးလိုက်ငါမှလည်း600လောက်ရှိတယ်။ငေါင်းကြီးရော1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လိုက်။အဲ့လိုမျိုးဆိုရင်တတိထားတော့မပါဘူးလေကွာဒီမှာနိုင်ငံခြားမှာအလုပ်လုပ်နေတာ။ကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့။နော်ဒါလေးတတိထားပါ။နောက်ပြီးတောက်ကြသားမိတယ်။တောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်ပိုင်း6ကိုရောက်လာပြီ။အဲ့တော့ခုနှစ်ရက်သားမိအားလုံးပါ။ တောက်ကြရတဲ့ဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။စီးပွားရေးအားကောင်းတဲ့မန္တလေးတိုင်းဖြစ်မယ်၊ထုံးပေါက်မယ်၊လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်တိခံရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်၊ပိတ်နေတဲ့ကံတွေပွင့်သွားမယ်အာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတယ်အလုံးနဲ့ပတ်သက်ပြီးလုံတာလုံနေရတယ်ဟိုအီလေလေကြီးဖြစ်နေတယ်ဆိုတော့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ဟုံးကနေထပြီးအောင်မြင်တယ်ဟိုလုံငန်းနဲ့နှစ်နှစ်သုံးနှစ်ကရင်းထားတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီယာအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလက္ခဏာရဲ့တဲမှာမှာစည်ရင်ကင်ရတဲ့သူမျိုးဆိုရင်စင်စရာမှားယွင်းကြောက်ယော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေအစယုံလို့မရဘူးကိုယ့်ကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုယ့်ကိုလိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမဲနဲ့ထွက်ပြေးသွားတာကြားဘူးလိမ့်မယ်ခဏခဏလည်းကြားနေရတယ်အဲ့ဒီကံမျိုးရှိပါတယ် ဒါကြောင့်လုပ်ငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွှဲရင်လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။တတိထားမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်တွေရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အရှိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းမြင်မငြိမ်မတက်ဖြစ်နေတဲ့နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတာမျိုးတွေမှာတော့နည်းနည်းလေးဂယုစိုက်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ် ဒါလေးသိဖို့လိုတယ်စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုဘော180ဒီဂရီရေပင်းကြီးလိုကြီးဖြစ်နေတယ်ပုံမှန်မယ်မနေ့ကဒီပုံစံလားဒီနေ့လဲဒီပုံစံမယ်တို့တက်သွားလားအဲ့လောက်မဟုတ်ဘူးကျသွားလားအဲ့လိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ကိုစနေသားသမီးတွေကအတက်အကြမရှိတဲ့နေ့လို့တော့ပြောလို့ရတယ်ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူးအဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်အဲ့တော့ဟိုတတိပေးရာလေးတော့ရှိရဲဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းတတိထားရေရနဲ့ကုန်ကူးရတာမျိုးကိုကတော့အရင်လုံနေကြအလုပ်ဆိုတော့ပြတ်တာမရှိဘူးရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့အဲ့ဓာတွေကိုကသိနေပြီအခုမှဆပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေရနဲ့တစင်ကုန်လမ်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာရများလို့ရေလန်းနဲ့တစင်ကုန်တယ်မှာအဲ့လိုမျိုးဆိုရင်တော့နည်းနည်းတတိထားအခုမှဆလုံးမလို့ရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူး ော်ဒါလေးကိုတော့သိသားသိခြင်းနဲ့နောက်ပြီးတော့ကျွန်တော်သိထားမှတ်ချက်ကပါတယ်ဆိုတော့ပတ်စံချင်းကားတဲ့စနေတိုင်းမြေဒီနှစ်မှာဆုံးတက်တယ်ငွေတို့ပေးစားရတယ်ပေါ့ဗျာအငွေတို့ပေးစားတာကိုစီးပွားရေးတစ်ခုလိုလုပ်နေတယ်စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်လှည့်ထုတ်ပြီးတော့လှုပ်လှုပ်ရှားနေတဲ့လူမျိုးတွေကျွန်တော်ဒီနှစ်မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာတော့ကျွန်တော်ပြောလို့ရေရင်ကြီးပဲရန်ကြီးကောင်းနေစိုးနေတာမှမဟုတ်ဘူးနောက်ဆိုသဘောပေါက်မဲ့ထွက်မှတယ်ဘီဒီယိုကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနေမဲ့ရလိုက်ပါမယ်အားလုံးမဲ့2000 25389ဆလို့ဒီလေးလပိုင်းအောင်ဆလို့ ကံကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်ထွက်ခြင်းတွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။